အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Diamond Ricket Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်စကားလေးကတော့2020တုန်းကထွက်ရှိခဲ့တဲ့ Loose Scale လို့အမည်ပေးထားတဲ့စကားလေးပဲဖြစ်ပါတယ်ဇလန်ရဲ့အစမှာတော့နန်နန်ကျိုမာလို့အမည်ပေးထားတဲ့မင်းသားတယောက်ကသူရဲ့မိသားစုကိုငွေချေအချက်အသေးမှလွတ်မြောက်ရန်အတွက်ဆိုပြီးအလုပ်ကိုစ조사ပန်းစားလုပ်ကင်ပြီးတဖြစ်သူကလည်းကန်တချမ်ရှိတဲ့တောင်းဆိုမှုကြောင့်ခက်ခဲကြမ်းတမ်းတဲ့ဘဝကိုကြော်ပြနိုင်ဖို့သူရဲ့ချစ်စနီးလက်တာလို့အမည်ပေးထားတဲ့မင်းကလေးတယောက်နဲ့စပြင်းတဲ့အလုပ်ကိုလုပ်ကင်နေခဲ့ပါတယ် တညမှာတော့သူအလုပ်ပြေးလို့လမ်းမေးမှာ Ruby တလိမ့်နဲ့ဖြွားပြီးသူရဲ့ဘဝစကြောင်းကိုတွေးကအိမ်ပြန်တဲ့လမ်းမှာရုတ်တရက်ပဲ Ruby နှစ်ထောင်တန်ငွေစက်ကိုပြည့်ထည့်ထားတဲ့အနီရောင်တောက်တောက်အိတ်ကလုံးကိုသူကတွေ့လိုက်ပြီးအဲ့ဒီညမှာသူအရန်ကန်ကောင်းတယ်လို့ခံစားရပြီးဒါဟာသူ့ဘဝရဲ့အလဲအပြောင်းလို့တည်လိုက်ရပြီးအစပိုင်းမှာတော့ Ruby နှစ်ထောင်တန်ငွေစက်ကိုဟာအရန်များတာကြောင့်သူလဲလက်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီငွေအိတ်ကိုတင်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။လွန်ခဲ့တဲ့ရက်အနေငယ်ကဗလာလိုအမြင်ပေးထားတဲ့ယောက်ျားလေးတစ်ယောက်ကမာဖီးယားကိုင်းကောင်းဆောင်ဖြစ်ပြီးဂျီမီလိုအမြင်ပေးထားတဲ့ဒေတာခံတို့ကို အမြင်မသိတဲ့လူဆိုးကိုင်းနေရောက်ရဲ့ပြစ်တတ်မှုကိုခံလိုက်ရပါတယ်။တကယ်တော့ဂျင်းမီဟာဘလတ်ရဲ့လက်အောင်ငယ်သားဖြစ်ပါတယ်။မာဖီးယားကိုင်းကောင်းဆောင်ဘလတ်ဟာ သူရဲ့ဘင်္ဂလိုမှာတက်တော်ဆောက်တွေနဲ့တရိစံများရဲ့ဘဝနေထိုင်ရေးထီဝီကိုထိုင်ကြည့်နေပါတယ်။ဘလဟာသူ့အသက်ရှင်ဖို့အတွက်ကဘာပေါ်မှာတည်ရှိနေတဲ့တရိစံမျိုးစုံတွေရဲ့ရှင်သန်ချင်းဆိုင်ရာလက်ကွက်တွေကိုပြင်ယူရမယ်ဆိုပြီးသူ့ရဲ့ဘေးမှာရပ်နေတဲ့လက်အောက်ခံရကြာနဲ့ရကျူနှစ်ယောက်ကိုပြောပြလိုက်ပါတယ်။ဘလကသူပြောရမယ့်စကားတိုင်းဟာအခိုင်အမာနဲ့ယုံကြည်မှုရှိရှိစကားပြောတဲ့သူဖြစ်ပြီးတော်ရင်တရိစံတွေလိုမျိုးအဖို့မဖြစ်နိုင်တဲ့အသိပညာတွေကိုတက်မြောက်ထားသူဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတိမ်းမြေအသက်ခံရတာဟာအုံမာရဲ့အကြံဖြစ်တယ်လို့မြေမှာရပ်နေတဲ့ရကြာနဲ့ရကျူကသူ့ကို ပြောခဲ့ပါတယ်။တကယ်တော့အိုမာဟာဘလမဖီးယားရဲ့ရန်သူဖြစ်ပြီးလူစိုးကိုင်းတကိုင်းရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ရာဂျာလည်းအိုမာကိုစုံစမ်းပြီးဂျိမီအတွက်လက်စချေဖို့အခိုင်အမာပြောဆိုနေတော့လဲဘလကအိုမာရဲ့ဂိုင်းဟာနမေဆိုးနိုင်ငံကြီးတမန်ဖတာရဲ့လက်အောက်မှာရှိနေတာကြောင့်မန်ကန်တီးကြတဲ့အကြောင်းပြချက်ရမှသာအိုမာရဲ့ဂိုင်းကိုတိုက်ခိုက်ဖို့အမိန့်ပေးမယ်ဆိုပြီးစော်ခိုင်းလိုက်ပါတယ်။တကယ်တမ်းကျတော့ဂျိမီကိုတက်ခိုင်းတာကအိုမာမဟုတ်ပဲအိုမာရဲ့ရော့ဖားကတက်ခိုင်းလိုက်တာဖြစ်ပါတယ်။အိုမာလည်းဘဝတလျှောက်လုံးစုံပြချက်ချလိုက်တိုင်းအမြဲတမ်းနေတယ်လို့သူ့ရဲ့ရော့ဖားက ိုပြောပြီးအုံမာလဲဗလာတို့ရဲ့အနေရကနေသူယောဖာရဲ့အသက်ကိုစိုးရိမ်နေပါတယ်။တဖက်မှာလဲနမေဇွန်နိုင်ငံရဲ့တမဖတ်တာဟာနိုင်ငံရဲ့တမအကြီးအကဲတွေနဲ့ဖုန်းပြောနေပြီးအလွယ်သုံးစားလုပ်ဖို့အတွက်ရူဘီတန်တရားနဲ့အထောက်အထားတွေပါတဲ့ဖိုင်းဒဖိုင်းကိုသူတို့ရှိတဲ့နေရာကိုနိုင်ငံရဲ့အကြီးအကဲတွေကတော့ဖတ်တာကိုလာပို့ခိုင်းလိုက်ပါတယ်။ တဖက်မှာလည်းနန္ဒန်စီကိုသူ့အင်ကြီးနာကရလာလာလဲပြီးရက်အနှဲငယ်ခရီးထွက်ဖို့စီစဉ်ရှိကြောင်းနန္ဒာကိုပြောပြကအသက်အနှဲငယ်ကြီးတဲ့ရလာဟာသူ့ရဲ့အင်တော့ကိုနန္ဒာကိုပေးပြီးထွက်သွားခဲ့ပါတယ်။နမေဆိုးတဲ့နိုင်ငံရေးသမားဖတ်တာလည်း အုံမာနဲ့သူရဲ့လူမျိုးကိုခေါ်ကရူဘီတန်တရာကိုအိတ်အနီရောင်တဲ့ထဲကိုင်းပြီးရမဝင်တဲ့အလုပ်ကိုတာဝန်ကိုချစ်ဖို့အောင်ထမ်းဆောင်ဖို့အုံမာကိုပြောခဲ့ပါတယ်။အုံမာတို့အဖွဲလဲတဘောတူပြီးနန်တန်ကထုံးစံအတိုင်းပဲသူယုံခန့်ကိုတော့ကအဲ့ဒီနေ့မှာသူတထေးကလက်စင်လက်ခပေးတဲ့ဝန်ထမ်းများကိုနောက်ရက်မှပေးမယ်ဆိုပြီးပြောလိုက်ပါတယ်။သူပြန်မဲ့တစ်ဖက်မှာလဲဗလာကသူရဲ့လက်အောင်ငယ်သားဖြစ်တဲ့ရာဂျာနဲ့ရာဂျူကိုဖထားရဲ့အစီအစဉ်တွေကိုစုံစမ်းခိုင်းပြီးဖထားရဲ့တန်တရာတန်ရူဘီကိုလူရက်ဖို့မိတ်ပေးလိုက်ပါတယ်။နန်တန်ကအိမ်ပြန်ရောက်တော့သူမိန်းမကဒါလေးကိုဆုံးမနေတော့ ကိုတွေ့ရပြီးသူတို့ငားထားတဲ့အင်ဟာနှောက်လိုက်အင်ငားခတ်အတွက်ပေးဖို့လာကောက်တဲ့အင်ပင်ရှင်ကိုခုချိန်မှာအစီမပြေလို့မပေးနိုင်သေးတာကြောင့်နန္ဒာကပြောလိုက်ပါတယ်သူတို့ရဲ့အင်အတွက်မပေးနိုင်တာကြောင့်နန္ဒာလည်းသူမင်းမနဲ့စကားများခဲ့ရပါတယ်အဲ့ဒီညမှာပဲနန္ဒာလည်းသူအလောက်ကညဆိုင်ဆင်းရပြီးတစ်ဖက်မှာတော့ရကြနဲ့ရကျူဟာရူဘီတန်းတရားတင်လာတဲ့အုံမာတို့ရဲ့ကားနောက်ကိုလိုက်ပြီးအုံမာတို့ကိုဓမြတိုက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရဲတွေကရောက်လာပြီးဂိုင်းနှခုစလုံးကရူဘီတန်းတရားကိုခြံထားပြီးထွက်ပြေးလိုက်ပါတယ်နောက်တော့နန္ဒာကအညဆိုင်အလောက်ကနေပြန်လာပြီး လန်ဒဝဲရောက်တော့ရူဘီတန်တရာထဲထားတဲ့အိတ်အနီရောင်လေးကိုတွေးပြီးသူ့အင်ကိုတဲသွားခဲ့ပါတယ်တကယ်တော့ဒီအပိုင်းကစကားအစာပိုင်းပြောခဲ့တဲ့နန္ဒပိဆန်တွေးခဲ့တဲ့အပိုင်းပဲဖြစ်ပါတယ်နန္ဒရဲ့အပြန်လမ်းမှာစံကေတမကပိဆန်အိတ်နဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်ဒါပေမဲ့နန္ဒလည်းသူပြန်ပြေခဲ့တဲ့ဖြေသူကမနိုင်ခဲ့ပါတယ်အင်ပြန်ရောက်တဲ့နန္ဒကအနီရောင်ခီးဆောင်အိတ်ကိုလုံကြုံစွာပဲမှတင်ထားရမလဲဆိုတာကိုစိတ်ပူနေပြီးအဲ့ဒီအချိန်မှာစနီးဖြစ်သူကနောက်ဆက်ပြီး ဒီနေ့ညအိမ်ပြန်လာဖို့ဘလို့နောက်ကျနေတာလဲလို့သူမင်းမကသူ့ကိုမေးလိုက်ပါတယ်။နန္ဒာလည်းစင်ချေမျိုးမျိုးနဲ့သူမင်းမကိုပြောပြကအဲ့ဒီညမှာအိမ်နေရင်းနဲ့သူ့ရဲ့အိမ်နီးနားကရလာပေးခဲ့တဲ့အိမ်တော်လေးကိုတတိယပြီးသူ့ရဲ့ပစံအိတ်ကိုရလာရဲ့အိမ်မှာတင်ထားဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။သူကပစံအိတ်ကိုမတင်ခင်မှာရူဘီ2000တန်းကို ထုတ်ယူကကြည့်ပြီးပီတိဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ရူဘီတန်းတရားနဲ့အထောက်အထားတွေပါတဲ့ဖိုင်းဖိုင်းကိုဆုံးရှုံးတော့တဲ့အတွက်နမေဆိုးနိုင်ငံရေးသမားဖတာက သူရဲ့လူနဲ့အုံမာကိုပြင်းပြင်းထန်ထန်ကျင်းမောင်းကအုံမာလဲသူတို့ရဲ့ပြန်ပဲဖြစ်တဲ့ဗလာတို့ကသူတို့ကိုယ်တိုင်ရှုံခံလိုက်ပြီးတိုက်ခိုက်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။နောက်တော့နမေဆိုးနိုင်ငံရေးသမားဖထားလဲဖီယာကိုင်းကောင်းဆောင်ဖြစ်တဲ့ဗလာကိုမေးမြန်းပြီးဗလာလည်းသူတို့မဟုတ်ကြောင်းဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာရူဘီတန်တရားနဲ့အရေးကြီးတဲ့ဇာရွက်စာတမ်းတွေပါတဲ့ဂီဆောင်အေးကိုစိတ်ပူပြီးနန္ဒာမှာတော့သူ့ရဲ့ကညမာအပြောင်းလဲဟာကောင်းလွန်းတာကြောင့်အတိုင်မတိပြောမိပြီးမျက်ရည်တွေလည်းကျပြီးပုစံနဲ့စကားပြောနေခဲ့ပါတယ်။တစ်ဖက်မှာလည်းနမေဆိုးနိုင်ငံရေးသမားဖထားဟာ ခွတ်ထားလို့အမြင်ပေးထားတဲ့ရဲကိုသူတို့ပျောက်ဆုံးသွားတဲ့ခရီးဆောင်အိတ်အကြောင်းကိုပြောပြပြီးတော့အဲ့ဒီခရီးဆောင်အိတ်ကိုလက်ရှာပေးဖို့ခွတ်ထားကိုချင်းချောက်ကခွတ်ထားလည်းအချင်းမဖြုံးမဲ့ပြစ်တာကိုပြင်ရှာဖို့သူ့ရဲ့အဖွဲ့အသားတွေကိုပြီးခဲ့တဲ့ညကပြစ်ခဲမှုနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုစုဆောင်းခိုင်းလိုက်ပါတယ်။အဲ့ဒီညမှာအနန္ဒာကသူ့ရဲ့အိမ်အပြန်လမ်းမှာရဲတွေက CCTV ကင်မရာတွေကိုစစ်ဆေးနေတာကိုတွေ့ရပြီးကမကောင်းစွာပဲကင်မရာကအလုံးမလုံးတဲ့အတွက်စိတ်သက်သာရသွားပြီးနောက်တော့နန္ဒာဟာသူ့ရဲ့ဘဝကပိုပြီးပြောင်းလဲလာတာ ူရဲ့မိသားစုနဲ့သူပျော်ရွှင်စွာဖြတ်သန်းနိုင်ပြီးသူ့အိမ်အတွက်နဲ့သူ့သားအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ပေးနိုင်ခဲ့ပါတယ်။သူတို့မိသားစုရုပ်ရှင်ကြည့်နေတဲ့အချိန်မှာသူရဲ့မိန်းမကရလာဟာသူ့ရဲ့အိမ်ကိုတန်ရှင်းရေးလိုခိုင်းတာကြောင့်သူ့ကိုပြောပြပြီးနန္ဒာလည်းချက်ချင်းပဲလန့်သွားကသူ့ပစ္စည်းအိတ်သိမ်းထားတဲ့ရလာရဲ့အိမ်ကိုအမြန်ပြေးသွားပြီးအဲ့ဒီအချိန်မှာလူစိုးကိုင်းတစ်ဖက်ကပျောက်ဆုံးသွားတဲ့ပစ္စည်းအိတ်ကိုပြန်ရှာနေတာကိုနန္ဒာလည်းတွေ့သွားပြီးနောက်တော့သူလည်းဒီပစ္စည်းအိတ်ကိုတင်ထားဖို့အစီအမံပြေတော့တာကြောင့် တတိပြူမီပြီးအိတ်ထက်ကပိဆံတွေကိုထုတ်ပြီးအထုပ်တဲသေးတွေလောက်ကနေရာအနက်အပြားမှာဖွတ်ထားလိုက်ပါတယ်ပိဆံတချို့ကိုတော့ရေထဲစိန်ပြီးဟောင်းနှောင်းအောင်လောက်ကသူ့ရဲ့အိမ်ကောင်းမှုပေါ်မှာအချောက်လန်းလိုက်ပါတယ်အဲ့ဒီအချိန်မှာရဲ့အနေငယ်ခရီးသွားနေတဲ့နန္ဒာရဲ့အိမ်ကြီးနားချင်းရလာကပြန်လာပြီး သူအင်ကိုအင်တော့တောင်းလိုက်တဲ့အချိန်မှာနန္ဒာလည်းသူယူထုတ်ထားတဲ့ပတ်စံအိတ်ကမကုံသေးတာကြောင့်တွေ့ဝေပြီးရလာကိုမိရဲ့အင်တော့ပျောက်သွားတယ်လို့လိမ့်ပြီးပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာရလာကတော့အတိဝဲဖို့ထထားပြီးသူလည်းအင်တဲ့ခိုးဝင်ပြီးပတ်စံထည့်ထားတဲ့ကီးဆောင်အိတ်ကိုယူကာသူ့ရဲ့အိမ်မှာတင်ထားလိုက်ပါတယ်။နောက်တော့နန္ဒာလည်းအပြင်ကနေပြန်လာတဲ့အချိန်မှာသူ့ရဲ့အင်ကြီးနှချင်းရလာဟာသူ့ရဲ့အင်ကိုဆော့ရှော့ပေးတဲ့အတွက်ကျဆူဆက်တဲ့အနေနဲ့နန္ဒာရဲ့သားကိုမွေးနေ့ကျင်းပပေးပြီး ။ရောက်ကိုမြင်တဲ့အန္တန်ဟာတိတ်တဘောမကြခဲ့ပေမဲ့သူရဲ့သားမွေးနေ့ဖြစ်တာကြောင့်တမိသားစုလုံးကနေခဲ့ပါတယ်။သူတို့တွေပျော်ရွှင်ပြီးကနေတဲ့အချိန်မှာနန္ဒန်လန်းထတဲ့ပဲဆန်တွေကအင်ခုံမပေါ်ကနေပြုတ်ကျလာနေတာကိုတွေ့ရပြီးတစ်ဖက်မှာလည်းကော့စတာရဲ့တပ်ဖွဲ့တွေက CCTV ကိုပြန်ပြနေတာကြောင့် နန္ဒကခရီးဆောင်အေကိုတစီငါပြီးယူသွားတဲ့ဖြစ်ပျက်ကိုမြင်တော့ချက်ချင်းပဲကိုစတာဖက်တာတွေကတစီသမားကိုခေါ်ပြီးနန္ဒကိုဘယ်မှာချခဲ့သလဲလို့မေးမြန်းပြီးလိုက်ရှာခိုင်းလိုက်ပါတယ်။နောက်တော့တစီသမားလည်းရဲတွေနဲ့သူနန္ဒရှိတဲ့အင်ကိုလာခဲ့ပြီးအဲ့ဒီနေ့မှာနန္ဒအတွက်ကန်ဆိုးမုံမောင်ကြတဲ့အချိန်ဖြစ်ပြီးကိုစတာလည်းသူ့ရဲ့အဖွဲသားနဲ့နန္ဒကိုမေးမြန်းကအစာပိုင်းမှာတော့လင်ညာခဲ့ပေမဲ့ကိုစတာလည်းတနန်းနဲ့သူ့ကိုချင်းချောက်တာကြောင့်သူပို့ထားတဲ့ခရီးဆောင်အေကိုယူပြီးနန္ဒရဲ့အလုံးလုံးတဲ့နေရာကိုခေါ်သွားပြီးဖို့ရဲသားကြီးကိုစတာကခိုင်းလိုက်ပါတယ်။ ကော့စတာကအနီယောင်ခီဆောင်အေကိုတဲတော်ဖလုံးနေတဲ့အချိန်မှာဗလာရဲ့လူရကြာနဲ့ရူဂျူတို့တွေ့သွားပြီးသူတို့အဖွဲ့သားနဲ့ပစ္စံအေကိုနမဲဆိုးနိုင်ငံရေးသမားဖထာရဲ့လက်ထက်မရောက်စေချင်တာကြောင့်နန္ဒာအလုတ်လုံးနေတဲ့နေရာကိုလိုက်သွားခဲ့ပါတယ်။ရဲသားနဲ့နန္ဒာတို့ကအလုတ်ကိုရောက်တော့အရက်တောက်ပြီးမှုနေတဲ့နန္ဒာရဲ့ boss ကိုတွေ့ပြီးစကားပြောနေတဲ့အချိန်မှာဗလာတို့အဖွဲ့ကရောက်ရှိလာပြီးကော့စတာကိုတနက်နဲ့ပြစ်လိုက်ပါတယ်။ကော့စတာရဲ့ပခုံးကိုပဲထိတာကြောင့်ကော့စတာလည်းပြန်ကြည့်ပြီးနောက်တော့အုံမာတို့အဖွဲ့လည်းရောက်လာကအဲ့ဒီအချိန်မှာကိုင်းနဲ့ကိုင်းဖြစ်တဲ့ဗလာနဲ့အုံမာတို့ကိုင်းဟာ ာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးနောက်ဆုံးတော့နန္ဒတယောက်ပဲတက်ရှင်ကြံခဲ့ပြီးသူလည်းပစ္စည်းအေကိုယူပြီးထွက်သွားခဲ့ပါတယ်။အဒီနေကစားပြီးဘာအလုံးမလုပ်စရာမလိုပဲပစ္စည်းအေကိုကောက်သိခဲ့တဲ့မောင်ကကောင်းနန္ဒလည်းသူမိသားစုနဲ့သူအေချန်တဲ့ဘဝကိုပိုင်ဆိုင်သွားပြီးဇလန်လည်းဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်။အခုလိုမျိုး recap video တွေကိုကြိုက်နေတတ်တယ်ဆိုရင် like နဲ့ subscribe လုပ်ထားပြီးနောက် video မှာပြန်ဆုံကြရတော့ပေါ့။အဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။